အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖက်ပြမှာတော့စာရေးသူအုတ်အုံးချယ်ရီမြေရဲ့အနီးအဝေးဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ရှင်ဆရာရောက်ပါပြီခင်ဗျအော်အေးအေးဒရိုင်ဘာဖြစ်သူဤအတိပေးမှုကြောင့်အတွေးမှနှမျောနေသောဥကြုံမောင်တယောက်အတွေးရက်ခါကားပေါ်မှဆင်းလိုက်သည် အေးအေးဆေးဆေးရှောက်ကြည့်မှမို့နင်းနေကြမယ်ကွာဟုတ်ကဲ့ဆရာဦးကျော်မစူပါမားကတ်ဈေးထဲလှမ်းဝင်လိုက်သည်နှင့်စိတ်ထဲမှာလန်းဆန်းအေးမြသွားသည်ဒီနေ့တနေ့လုံးရုံးမအလုံများခဲ့သည်မို့အကျော်ချင်များညောင်းညာနေကြသည်အောက်ကတင်ပြလာသည်များကိုသာစီစစ်လက်မှတ်ရေးထိုးရသည်ဆိုတော့လေဒီနေ့အလုံနေနေများသွားသည့်အတွက်တော်တော်ပင်ပန်းသွားသည် နေပူပူမှာပင်ပင်မဲမဲလှုပ်ရှားယုံကန်ကြရသည်အလုတ်သမားများကတော့မသိသူကတော့ပန်ကအောက်မှာအလုတ်ထိုင်လို့နေရင်းနဲ့မောပန်းနှဲနေနေသည်အရင်နှုန်းကတော့နေညိုရင်လေပြူလာနေကြမို့အပေါင်းသင်းများနဲ့အလန်းစရားလေးများရှိရာစိုက်တဆိုင်မှာ အပန်းပြေနေကြဖြစ်တော်လေဒီနေ့အပေါင်းသင်းတွေကလည်းခရီးထွက်နေကြသည်မို့တယောက်တည်းဘယ်သွားရမလဲစဉ်းစားရင်း အိမ်ကသမီးငယ်မုတ်ဝေရမှလိုက်သည်ကိုသတိရပြီးစူပါမားကတ်သို့ရောက်လာခြင်းဖြစ်သည်အသက်50ကျော်လာပြီဆိုပေမဲ့ဦးကျော်မောင်ခုခုကိုတော့ငယ်သည်ဟုမှတ်ထင်ထားသည်တကယ်တော့သူက အတွေးနုနုနှလုံးသားနုသူဖြစ်သည်အင်ကြီးဆိုလျင်အယောင်နုနုမှကြိုက်သည်ပစိုးဆိုလျင်လည်းအကွက်စိတ်မှကြိုက်သည်မိမတော်အသက်ငယ်ငယ်ချောချောမှကြိုက်သည့်အတွက် သူအောင်ဇေနှစ်နီးပါးလောက်ငယ်သည့်သူကိုရှာယူထားသည်ဒါတော့အိမ်နောက်သက်20ကျော်လာတော့စင်အိုးတလုံးလိုဝါလာသည့်အတွက်တော်တော်စိတ်ကုန်နေပြီဖြစ်သည်ဒီကြားတဲ့အိမ်ရောက်တာနဲ့တောက်လာပြန်ပြီးနောက်ကြတဲ့စသဖြင့်စီလိုအပေါက်ရှာမြည်တွန်တောက်တီးတဲ့သဖြင့်ညနေရုံစင်ချိန်တိုင်းအိမ်ကိုပြန်ရမှသူ့အတွက်ခဲရင်နေခဲ့သည် ။တမီးလေးကိုချစ်တော်လဲအိမ်ကဟာမကြီးကိုမျက်နှာချင်းမဆိုင်ခြင်းဖြစ်နေသည်။ဒါကြောင့်ပုံမှန်ရုံစင်ချိန်တိုင်းအိမ်တို့မပြောင်းပြေအပေါင်းအသင်းများနှင့်စင်တင်ပီးယာဆိုင်ကာရာအိုကေဆိုင်များမှ အမြဲတမ်းဆုံပြေးကြသည်။ဒီနေ့တော့ဘယ်ကိုသွားရမှန်းမသိရောင်းလဲလဲဖြစ်ခါနမကြီးစူပါမားကတ်ထဲသို့လှမ်းဝင်လာမိသည်စူပါမားကတ်ကုန်းနိုင်ကြီးများထဲ၌ လူများကလူလာခန့်သွားလာနေကြသည်ကုံနိုင်သေးသည်ဝင်လိုက်သည်နှင်းအေကွန်ကြောင့်လူကအေးမြလန်းဆန်းသွားသည်ဒီထက်လန်းဆန်းသွားရသည်ကဒီဇိုင်းမျိုးစုံဖြင့်နှူးရလှပနေသောခေတ်သမီးပြူများကို တွေ့လိုက်ရသည့်အတွက်ဖြစ်သည်နအိုမျက်နှာကြိုက်တယ်ပဲပျော့ပျော့ဥကြုံမောင်ကတော့ခန့်ငယ်ငယ်ကောင်မလေးများကိုကြည့်ရတာစိတ်ချမ်းသာသည်သူတို့ရဲ့နုနယ်ပြုံးမြင့်မှု သူတို့ရဲ့ဝိစားစင်ရမှုသူတို့ရဲ့လှပချုံမမှုသူတို့ရဲ့မှုင်းနဲ့တွေကဥကြောမောင်ဤအာယုံ၅ပါးကိုနိုးကြွစေသည်တွေ့ရင်ငေးရင်ဖြင့်ရှေ့ကကောင်မလေးစီဥကြောမောင်မျက်စိရောက်သွားသည်ကောင်မလေးကဖွေးဥနေသည်လက်ပြအင်ကြီးလေးဝတ်ထားသည်မို့စင်စွဲလက်မောင်းလေးနှစ်ဖက်တွေ့လျှက်နေသည်ကိုလှမ်းတွေ့နေရသည် လက်ပြန်ပေါ်မှာမွေးညင်းလူလေးများကိုလှဲမြင်နေရသည် မျက်နှာလေးကလည်းဖြူစင်ဝင်းဖက်နေသည်ပါနူနူထက်မှသွေးကြောစိစိလေးများကိုပင်လှမ်းတွေ့နေရသည် လေပင်ထက်သွေးပြန့်ကြောလေးများကလည်းရေကြီးတောက်ရင်မြင်ရမလောက်ပင်အင်္ဂါဟာမကြီးနေတော့ကွာပါဟု တွေးမိလိုက်သေးသည်ခါအောက်ပိုင်းကိုငေးကြည့်မိသောအခါတွင်လေဆွင့်ကားနေသောတင်းလေးနှလုံးက ရင်ခုန်တက်မဲ့ဖွယ်ကောင်းနေသည်။ပေါင်နှံများကလည်းပြည့်တင်းတွေတက်နေသောကြောင့်ခက်ကြက်ကြက်ပေါင်းမီလေးကဖော်ပြနေသည်။ဦးကျော်မောင်ငေးမွနေရင်ရင်တွေတထိတ်ထိတ်ခုန်လာသည်။ရင်ငက်တလို့ဖြစ်လာသည်။သူများတွေရိပ်မိမှမို့ပစ္စည်းရွေးတလို့လို့လှုပ်ရင်ကောင်မလေးကိုငေးလိုက်လှုပ်နေရသည်။အင်းဒီကောင်မလေးမျိုးနဲ့အိမ်ကဟာမကြီးကို အလိုက်ပေးပြီးလဲပြလိုက်ချင်မရဲ့ဟုစိတ်ထဲကတွေးနေမိသည်ဇင်တင်ပြာဆိုင်ကာရာအိုကေဆိုင်တွင်မှလဲကောင်မလေးတွေနှင်းကဲဘူးပါသည်သို့သောဒီကောင်မလေးလောက်ရမက်သွေးကျေစီသည်အလှတရားကိုမတွေ့ဘူးပါဘူးဟုတယောက်ထဲအတီးပြုနေမိသည်ဒီလိုကောင်မလေးမျိုးကိုသာရမယ်ဆိုလို့ကဘလောက်ပဲကုန်ပါစေကုန်နိုင်နေဟုဆက်တွေးနေမိပါသည် ကောင်မလေးရဲ့တကူလုံးကို အသေးစိတ်မတိမတငေးမောရင်ဥကြုံမောင်းမယိုးမယွှဖြစ်လာသည် ယခုလိုချိန်မျိုးမှာဒီကောင်မလေးနဲ့ဥကြုံမောင်းလူရှင်းသည့်နေရာမျိုးမှာတွေ့လို့ကတော့နှစ်တိုးကျိုးပြဲဖြစ်မိမြန်ထင်သည်အခုလဲဒီကောင်မလေးကိုဘလို့ချင်းကဲ့ရင်ကောင်းမလဲဟုကြံ့စီနေမိသည်ကောင်မလေးနောက်ကနေမတိမတာနောင်ယောင်ခံလိုက်ရင်အရသာခံနေမိသည် ကောင်မလေးနာတို့နီးနယ်သမျှကတ်သွားသည့်အခါလက်ဆက်တင်းပြဲသောရင်းနှင်းကဥကြောင်မောင်၏နှာခေါင်းကိုဆွဲဆောင်နေသည်စိတ်ထဲကအားရပါရရှူရှိုက်လိုက်မိသည် ကောင်မလေးရဲ့ကိုတင်းနဲ့ရောဆွေနေသောတံမိုးကြီးရေမွေးနှင်းကဘာနဲ့မှမတူအောင်ဥကြောင်မောင်စိတ်ကိုမယိုးမယွဖြစ်စေသည်သို့သောလူကြီးလူကောင်းဟန်ပန်ပြည့်နှင်းပစံအိတ်ကြီးချမ်းညှက်ထားသည့်အယောင်နုနုစပော့ရှက်နှင့် အကွက်စီစီပစိုးဝှထားသောဥကြောင်မောင်ကရင်ထဲကတိတ်တခုယုံကြွနေသော ဆန်နှများကိုဘေးလူမမြင်ရအောင်မြို့သိမ့်ထားသည်ဟန်ဆောင်ချင်းအတက်ကိုတစ်ဖက်ကန့်ခဲကျွန့်ကျင်သောဥကြောင်မောင်အတွက်ဒီအလောက်ကတိတ်မခဲရင်ပေဥကြောင်မောင်တယောက်တမိမာထားသည်မဝဲဖို့လဲမေးလောကကြီးကိုလဲမေးအာယုရမဲ့သောမှာမျိုးပါမမသိမျိုးပါနေမိသည် ဒီနေ့အမေဈေးရောက်မသွားနိုင်မဲအိယာထဲမှာနေနေသည်မို့ထမင်းဟင်းကမချက်ရသေးပေလဲလုလဲစားပွားမှုတနေ့လုစားတနေ့စားတော့နေရသည် သူတို့သားမိဖို့ယခုလိုခါမျိုးမှာပတ်စံတပြားမှမရှိပဲကြက်တဲသည် အရင်နှောင်းကတော့အိမ်ဘေးနာကအမဝမ်းဝဲစီမှာထမင်းကျဲဟင်းကျဲတောင်းကစားရသည်မို့ငတ်တော်မငဲ့ အိမ်မှာကအမေလှုပ်ရှားကိုသာအထိကစားစားနေကြရသည်သူကအလုံးမလုံးနိုင် အလုံးမလုံးနိုင်သည့်အကြောင်းက သူက သူများနဲ့မတူလို့ဟုအမေကတော့ပြောဘူးသည် ပြင်ပအသွင်သံပြန်ကိုကြည့်ပါကရုပ်အစင်းတင်နေသောသူကို လူကောင်းတရားဟုမှတ်ထင်ရသည်တကယ်တော့သူကညင်ရင်နေကြသည့်ယောဂဝေဒနာတွေသာဖြစ်သည်သို့သောညံပေါ်တရား သူကိုသူတော့လူကောင်းတယောက်လိုပဲမှတ်ယူထားသည်မနစ်တသူချို့ကသူ့ကိုစိတ်မနှမ်းဟုပြောကြသည်ဂယုနာတသူချို့ကတော့ရင်းရင်ကလေးနဲ့ယူနေရှာတယ်ဟုပြောကြသည်တကယ်တော့ညံပေါ်ကယူနေသည်တော့မဟုတ်စိတ်တိတ်ကျက်မပြေချင်တာဖြစ်သည်အရဲ့စကားနှင့်ပြောရရင်သူကတကြက်မှတက်မဲ့ရော့နေတဲ့သူပေါ့လေညံပေါ်ကသူများလို့သူများတည်သည်လှုပ်နိုင်သည် ်သို့သောသူတိသမျှကခလေးတာတာအသည်သူလိုသမျှကခလေးတာတာအလုံးမျိုးဖြစ်နေသည်သူစိတ်ကခလေးတယောက်ရဲ့စိတ်လိုဖြူစင်နေသည် သူတိတီကစားကျင်သည့်ချိန်မှစားမည်ယူကျင်သည့်အခါယူမည်အရာရာကို သူစိတ်ထဲမှရှိသည့်အတိုင်းလုပ်လို့ရသည်ဟုမှတ်ထင်နေသည်ခိုးရဲဆိုတာကိုလည်းနားမလဲစိုးရဲဆိုတာကိုလည်းနားမလဲ ငါးပါးသီလဆိုတာဝေလာဝေ အမေနေမကောင်းဖြစ်ခါအိရတဲ့လဲနေချိန်၌ညံပေါ်တယောက်အမဝင်ခွေအိမ်သို့ထမင်းကျဟင်းကျတောင်းရန်ထွက်လာမိသည်ညံပေါ်ကိုပေါ်၌အမေမနက်ကဝတ်ပေးထားသည့်အိမ်ကြီးပေါင်းမီတို့ဖြင့်တင့်တယ်နေသည် ပိုလီယိုရောဂါတဲ့မဟုတ်သည့်အတွက်ညံပေါ်ကတတ်မဲ့လူကောင်းတယောက်လိုတွားနိုင်လာနိုင်သည် အမဝင်းခွဲအိမ်သို့ရောက်သည့်အခါတော့ခတ်ထားသည့်အတွက် ညံပေါ်တယောက်အခက်တွေ့သွားသည်ခရီးသွားမယ်ဟုပြောထားတာကိုလည်းညံပေါ်မေ့နေသည်အမဝင်ခွဲမရှိသည့်အတွက်သူတို့သားမိစားဖို့ထမင်းဟင်းမရနိုင်တော့ချောင်းကိုတော့သိနေသည်သူစိတ်ထဲမှာနေမကောင်းတဲ့အမေကိုလည်းတခုခုကြွေးကျင်သည်သူကိုယ်တိုင်လည်းမနဲ့ကလေးကဘာမှမစားရသေးသည်မို့ဝင်းဟာနေသည် ။စာလောင်ပြင်းပြသောစိတ်တို့ကညံပေါ့ကို တခုခုလှုပ်ဖို့စေခိုင်းနေသည်။လမ်းမြောင်လေးထက်မှလမ်းမဘက်သို့ထွက်လာသည့်အခါအခြားသောအဆောက်အုံတို့ထဲမိရောင်စိုးတို့ဖြင့်တောက်ပနေသည့်အဆောက်အဦးတခုကိုလှမ်းမြင်လိုက်သည်။ထိုနေရာ၌လူများဝင်ထွက်သွားလာနေသည်ကိုလည်းလှမ်းတွေ့ရရသည်။သူနေရာတွင် သူလိုရှိသောစားစရာတစ်စုံတစ်ခုတော့ရှိနေလိမ့်မည်ဟု သိနေသည် ထိုနေရာသို့သွားရန်သူ့ခြေလှမ်းတို့ကိုဥတီလိုက်သည်အရင်ကတော့သူ့အမေကသူ့ကိုအဆဆာရရာစောက်ရှောက်ပေးသည် အမေဈေးရောက်သွားသည့်အချိန်မှာ အမဝင်ခွဲကစောက်ရှောက်ပေးသည်ဒီနေ့တော့စောက်ရှောက်ပေးတဲ့သူနှစ်ယောက်လုံးကညံပေါ်အနားမှာရှိမနေကြဒီတော့ညံပေါ်သူ့စိတ်ထဲမှာရှိသည့်အတိုင်းလှုပ်ဖို့အခွင့်အရေးရသွားသည် ညံပေါ်လှမ်းဝင်လိုက်တော့လေသူလှမ်းဝင်လိုက်သည့်အဆောင်ကစူပါမားကတ်မှန်းသူမသိအဝေစားနွမ်းနွမ်းဖြင့်ညံပေါ်အတွင်က လူကောင်းတယောက်ပုံစံမှုဘသူကားမှဂယုမဆိုင်နေပြီစူပါမားကတ်ဆိုသည်ကလူရန်စားမျိုးစုံအလှမျိုးစုံလာနိုင်သည်လေအရေးကြီးသည်ကဝေသမျှပစ္စည်းတွေရှင်းနိုင်ဖို့သာအဓိကဖြစ်သည်ညံပေါ်ကလည်းသူ့ရှိကလူများတိုင်းလိုက်လို့သည် သူများဝင်သည့်အပေါက်မှဝင်သည် သူများဝင်သလိုလိုက်ဝင်သည်ညံပေါ်အတွက်စူပါမားကတ်ထဲကမြင်းသမျှအရာတို့ကထူးဆန်းနေသည်စူပါမားကတ်ထဲ၌သူလိုချင်သည့်ပစ္စည်းရှာနိုင်မှုနေနေတာတာစူပါမားကတ်ထဲ၌ခင်ကျင်းထားသောပစ္စည်းမျိုးစုံက သူအတွက်အသည့်ဆန်းဖြစ်နေကငေးမောလိုမကုံနိုင်ဖြစ်နေသည်အဝေအစားတက်တက်လွင်လွင်နဲ့သူများသည်၎င်း တင့်လွင်လှပနေသောပစ္စည်းများသည်၎င်းသူ့အတွက်လက်ပုံနဲ့နှမ်းတစ်ခုလိုဖြစ်နေသည်ဒီထဲမှာတော့သူနဲ့မိတွေ့စားစရာတစ်ခုခုရှိနေမှတေးချာလှသည်ဒါပေမဲ့သူ့လိုချင်တဲ့စားစရာ ထမင်းနဲ့ဟင်းကဘယ်နားမှပါလဲဟုညံပေါ်တွေးရခတ်နေသည်တနေရာချင်းစီငေးမောရင်းလိုက်ရှာနေမိသည် တနေ့ရအရောက်တွင်အရန်လှသောကောင်းမလေးတစ်ယောက်ကိုလှမ်းတွေ့လိုက်ရသည်စိတ်ကသာစက်မပြေတော့လဲနှလုံးသားကနိုးကြသည်မို့ဖို့မတဲ့သဘောအရညံပေါ်ထိုကောင်းမလေး၏လှကို ငေးမောမိသည်ငေးမောမိရင်းမှဘေးဘီတို့ကြည့်မိသောအခါသူနှစ်မလက်မကန်းတွင်ပစ္စည်းရှာတောင်ပြုတ်ရင်းသူငေးနေသည့်ကောင်းမလေးကိုခိုးကြည့်နေသည့်လူကြီးကိုလှမ်းတွေ့လိုက်ရသည် သို့သောလူကောင်းတယောက်လို ထိုလူကြီးကိုမနာလိုစိတ်မဖြစ်မိသလိုကောင်မလေးပေါ်မယိုးသားစိတ်လည်းမဖြစ်မိပေထိုကောင်မလေးအလှကိုသာသဘောကျကငေးမောမိခြင်းဖြစ်သည်သူ့အတွက်ကောင်မလေးကအရေးမကြီးစားစရာတွေးဖို့အရေးကြီးသည်မို့ညံပေါ်ထိုကောင်မလေးကိုကြော်ဖြတ်ခါဆက်လျှောက်လာမိသည်ညံပေါ်နဲ့အတူတူငေးပေါ်ငေးပဲလူကြီးကတော့ အငေးမပြဲနောက်မှကျန်နေခဲ့သည်စားလောင်မှုကြောင့်ညံပေါ့ခြေောက်တို့ကသွတ်တထဲသွတ်လာသည် စားစရာနှစ်တူသည့်ပစ္စည်းများရောင်းချသည့်နေရာကိုတွေ့တော်လဲမှားနေရသည်မို့ညံပေါ့မပြောခြင်းအတာကောက်၍ယူနိုင်သည့်စားစရာမျိုးကိုသာရှာမိသည်အယောင်စီမအချို့ကဘာယူမလဲအကိုဟုမေးဒီကိုလဲပြက်မပြေပဲရှောက်လာနေမိသည် ။ဦးကျော်မောင်ငင်းနေတဲ့ဖြင့်ပစ္စည်းရွေးနေသည့်ကောင်မလေးကနောက်ကျောမလုံဟန်ဖြင့်လှဲ့ကြည့်သည်။အကြည့်ချင်းစုံသွားသည့်ဖြင့်ဦးကျော်မောင်ကဂမန်ကနလွှဲဖယ်လိုက်ရသည်။တကယ်တော့ဘာမှလွှဲဖယ်နေစရာမလို။အလိုက်တင်ပြုံးပြလိုက်ရမည်ကို အထာညက်နေသည့်ဥကြုံမောင်းနားလေသည်သို့သောသူ့ရဲ့မယိုးမသားဖြစ်နေသည့်စိတ်ကြောင့်ကောင်မလေးရဲ့အကြည့်နဲ့ရင်မဆိုင်ရဲဖြစ်သွားရသည် တော်မာလေးရဲ့အကြည့်ကြောင့်သူ့စိတ်ထဲမှာသက်ခိုးလူမိတယ်လို့ခံစားလိုက်ရသည်။ဘာပဲဖြစ်ဖြစ်ဒီကောင်မလေးရဲ့လိပ်စာဒါမှမဟုတ်ဖုန်းနံပါတ်ကခုတော့ရအောင်ကြံမည်ဟုဆုံးဖြတ်ချက်ချထားမိသည်။ကောင်မလေးရဲ့အသွင်ပြင်းတဲ့အနေထားကိုအကဲခတ်ကြည့်ရတာပန်ရှင်ရှိသေးပုံမပေါ်သေးဟုတွေးမိကအားတက်သွားသည်။ဦးကျော်မောင်စိတ်ထဲ၌ကောင်မလေးတစ်ကိုယ်လုံးကို အလွတ်ရနေသည်။ ကောင်မလေးဝတ်ထားတဲ့အင်ဂျီဒီဇိုင်းဘောင်းမီဒီဇိုင်းတူကိုလည်းအလွတ်ရနေသည်လူတကူလုံးဒိန်းတလိမ့်နဲ့ပူခံရသောကြောင့်နေမထိထိုင်မသာဖြစ်နေမိသည်ကောင်မလေးစီက ဖုန်းနံပါတ်လိမ့်စာရအောင်ဘယ်လိုကျင်ရမလဲစဉ်းစားနေတော့အကျန်တစ်ခုရသွားသည်သူအကျန်ကကောင်မလေးပုံကို ဖုန်းနဲ့ခိုးရိုက်ထားဖို့ဖြစ်သည်ဒီကိစ္စကနည်းနည်းတော့အန်ရည်များသည် မတက်နိုင် မတော်တဆလိုလိုဘာလိုလိုနဲ့ရိုက်ရမည်လာမီတော်လဲအမှတ်တမှတ်ဖြစ်သွားတယ်လို့လို့ပေါ့အချိန်နေကောင်းရင်မင်းပုံရိပ်လေးကိုတင်ထားခြင်းလို့ပါဘာညာပွားနိုင်တာပေါ့ဟု တွေးမိက ဖုန်းထဲကကင်မရာကိုအသာဖွင့်မိသည်ပြီးနောက်မတိမသားချင်းကရိုက်လိုက်သည် flash me လက်ခနဲဖြစ်သွားပြီးအယောင်စီးမများကလှဲ့ကြည့်ကြသည် တောင်မလေးကတော့တိဟံမတူတော်သေးသည်ဘာပဲဖြစ်ဖြစ်သူ့အလွမ်းပြေးကြည့်ဖို့ဓာတ်ပုံတစ်ပုံတော့ရပြီဟုတွေးကာကျေနပ်သွားသည်နောက်ဆုံးစင်းကကောင်မလေးကို မတော်တဆပုံစံမျိုးနဲ့ဝင်တိုက်ပြီးရင်တောင်းမန်းမုန်းလိုက်ဝဲကျွေးလိမ့်စာဖုန်းနံပါတ်တောင်းဒီထက်အစဉ်ပြေးရင်တခါတည်းတွေးရင်ဥကြုံမောင်ကြက်တီးဖြန်းဖြန်းထကပီတိဖြစ်သွားသည် သူရှာနေတဲ့ထမင်းနဲ့ဟင်းကိုမတွေ့ရတော့ညံပေါ်တယောက်စိတ်ပြက်သွားသည်လလောက်ကြီးရဲ့အိမ်ကြီးထဲမှာဘာဖြစ်လို့ထမင်းနဲ့ဟင်းမရှိရတာလဲဟု တွေးနေမိသည်ပြီးတော့ဒီလောက်များတဲ့လူတွေကလည်းဒီထဲမှာဘာလာလုံနေကြပါလဲသူတို့ကိုကြည့်မိတော့ခါတွင်ကိုလိုချင်းနဲ့ပစ္စည်းများကိုသာရှင်းများတဲ့ထည့်ယူသွားကြသည်ကို တွေ့ရသည် သူကတော့သူလိုချင်နေစားစရာမတွေ့ရသည့်အတွက်ဘာမှမယူမီအခုအချင်းဆိုအမေစာနေရောမှာဟုတွေးမိကညံပေါ်စိတ်ပြတ်သွားသည်ပြီးတော့သူ့ဘိုက်ကတကွေကွေအော်နေသည်ကိုလည်းကြားနေရသည် သူကိုယ်တိုင်လည်းဘိုက်အတော်စာနေပြီဖြစ်သည်ညံပေါ်တယောက်အိမ်ပြန်ရလင်ကောင်းမလားဟုတွေးနေမိသည်ဘာပဲဖြစ်ဖြစ်အိမ်ဘေးနာကတိတ်ငြိမ်စီက ထမင်းကျဲဟင်းကျဲလေးများကို တောက်ဆလိုက်လို့ရတာပဲလေဟုတွေးပြီးအထွက်ပေါက်စီတို့ရှောက်လာမိသည်အထွက်ပေါက်တို့ရောက်မလာခင် ဝင်လာတော့ကသူငေးမော့ခဲ့သည့်ကောင်မလေးကိုလှမ်းတွေ့လိုက်ရသည်သူခဏတန်ကငေးလိုက်သေးသည်ပြီးမှတတိယကဘေးဘီတို့ကြည့်လိုက်တော့ခါကောင်မလေးနားတို့တဖြည်းဖြည်းချင်းကပ်သွားသောလူကြီးကိုလှမ်းတွေ့လိုက်ရသည် တို့လူကြီးကိုကြည့်ရသည်မှာကနာမငိမ့် တခုခုကြံ့နေပုံရသည်ဒိုလူကြီးကောင်မလေးနားသို့ရောက်ခန့်နေ၌ကောင်လေးတယောက်ရောက်လာပြီးကောင်မလေးလက်ကိုလှမ်းကင်လိုက်သည်ကို တွေ့ရသည်စိတ်ဆူဟန်ဖြင့်ကောင်မလေးကလက်ကိုပုတ်ချသည်ကောင်လေးကကောင်မလေးကိုတွတ်တွတ်ပြောနေသည် မကြခင်ပြည်လဲမှုရက သူတို့ထွက်သွားသည် ကောင်မလေးနားချင်းကဲသွားသောလူကြီးကမျက်နာကြီးနီးရဲက အနီးမှပစ္စည်းများကိုဆွဲယူနေသည်ကိုလှမ်းတွေ့လိုက်ရသည်ဒိုလူကြီးလှမ်းယူနေသောပစ္စည်းများထားသည့်တန်း၌သူမြင်မှုသည့်အရာတစ်ခုကိုလှမ်းတွေ့လိုက်ရသည့်အခါညံပေါ်ဝန်းတာသွားသည်ဒိုရာကထမင်းဟင်းမချက်ဖြစ်သည့်အခါသူ့မေဝင်လာတတ်သည့်ရင်ွေးပြင်ခောက်စားရသည့်ရှည်ရှည်ချောင်းလေးတွင်ထည့်ထားသည့်အိမ်ဝန်တာအားရဖြင့်ရင်ရန်ခောက်ဆွဲကြောက်တထုပ်ကိုညံပေါ်လှမ်းယူသည် သူစိတ်ထဲမှာတော့အိမ်ပြန်ရောက်ရင်ရင်နွေးနဲ့ဖြောစားရမယ်ဟု တွေးနေမိပြီးပျော်နေသည်ဦးကျော်မောင်အချီကြီးကြံထားသမျှနောက်ဆုံးစင်ကြမှာမရှိမလှခံလိုက်ရသည်မို့သူတမီးဝယ်ခိုင်းထားသည့်မုတ်ကိုဝဲကငွေရှင်းကောင်တာတွင်ငွေရှင်းဖို့စောင့်နေသည် ရှေ့ဈေးဝယ်မြပြီးအောင်ဆောင်ရင်းစိတ်ထဲမှာမကြင်မနှက်ဖြစ်နေမိသည် သူဖုံးထဲကကောင်မလေးပုံကိုဖျက်ပြက်လိုက်ရမလားဟု တွေးမိတော့လေသူမဖျက်မီမကြခင် သူ့လှည့်ရောက်လာသည်မို့ဥကြောမောင်ငွေရှင်းလိုက်သည်ငွေရှင်းပြီးနောက်ထွက်လာသည့်အခါအပေါက်ဝါနာတွင် ရုပ်ရုပ်တဲတဲဖြစ်နေသည်ကိုလှမ်းတွေ့လိုက်ရသည်အနာသို့ရောက်သောအခါလူရွယ်တစ်ယောက်ကို လုံခြုံရေးဝန်ထမ်းများကဖမ်းထားသည်ကို တွေ့လိုက်ရသည်သူကောင်လေးကိုကြည့်ရသည်မှာရီရီမုံမုံရှိတဲ့ပုံနဲ့ ဘာလို့များသူများပစ္စည်းကိုမတိအောင်ခိုးရတာလဲဟု တွေးမိသည်ပစ္စည်းခိုးသည့်ကောင်လေးကိုအထင်သေးစွာလှမ်းကြည့်ရင်းထိုနာကထက်လျှောက်လိုက်သည်ဦးကျော်မောင်နှင့်ညံပေါ်တို့ငေးမော်ခဲ့ကြသည့်ကောင်မလေးနှင့်သူ့ကောင်လေးတို့ကလည်းပစ္စည်းခိုးတဲ့ကောင်လေးကိုရက်ကြည့်နေကြသည် ကောင်မလေးကကြည့်နေရင်ဘာစိတ်ကူးရသည်မသိပစ္စည်းခိုးတဲ့ကောင်လေးကိုဖုံးဖြင့်ဓာတ်ပုံလှမ်းရိုက်လိုက်သည် ီချင်းတော့သူရိုက်တီချင်းသည်ဥကြောင်မောင်ကထိုနားကဖြတ်သွားရင် ပြန်လှည့်ကြည့်တီချင်းဖြစ်သွားသည်မို့ပစ္စည်းကိုသည်ကောင်းလေးနှင်လုံကြုံရင်းဝင်တဲ့နှစ်ဦးကြမှာဥကြောင်မောင်မျက်နှာပုံတို့ကို ရိုက်လိုက်မိသည်ကောင်းမလေးကတော့တကူတပုံကို ရိုက်လိုက်မိသည့်အတွက်ဂျင်းနဲ့ခါအနားကထွက်ခွာသွားသည် ညံပေါ်တယောက်ဘာဖြစ်လို့သူ့ကိုအခုလိုဆွဲထားရတာလဲနားမလည်နိုင်အောင်ဖြစ်နေမိသည်သူယူလာတဲ့ခောက်ဆွဲကြောင့်နှစ်ထုပ်ဖို့ရှင်းမသွားလို့ဟုရှင်းပြတော့လဲသူနားမလဲပြီသူကဖိုက်စာလို့စားချင်လို့ဟုသာတွင်တွင်ပြောနေသည်လုံခြုံရေးဝန်ထမ်းတွေကလည်းပစ္စည်းယူပြီးလျှင်ပတ်စံရှင်းရာကြောင့်ပြောကလက်နှစ်ဖက်ကို ချုပ်ထားသည် ညံပေါ်ကလည်းထိုလူများလက်မှ အတင်းယုံထွက်နေသည်ဒိုနေညာက Facebook အကောင့်တစ်ခု၌တခိုးဟုရေးထိုးလျက်ဓာတ်ပုံတပုံကိုဖော်ပြထားသည် ထိုဓာတ်ပုံထဲတွင်ညံပေါ်ပုံကတင်းတင်းကြီးပေါ်လျက်ရှိသည်ညံပေါ်ပုံနောက်တွင်မူဥကျော်အောင်မျက်နှာပုံကဝိုးရဝါရှိနေသည် Facebook ပေါ်မှာထိုဓာတ်ပုံကိုကြည့်မိသူတိုင်းက အနီးမှာညံပုတ်ကိုသာကြည့်၍အသက်ငငယ်ရွယ်ရွယ်နှင့်အကျင့်စာရိတ္တမကောင်းသူဖြစ်ပြစ်တင်ဝေဖန်နေကြကုန်၏ခင်ရနေဇူလိုင်2015အဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်